ကင်ဆာယောဂါသည်ကမ္ဘာပေါ်တွင်ယောဂများထဲမှတစ်ခုအဖြစ်ထွက်လာပါပြီ။ကဲမကောင်းစွာဖြင့်ပြီးခဲ့သည့်နှစ်တွင်ကျွန်ုပ်တို့နိုင်ငံတွင်ကင်ဆာယောဂါအတစ်ဆဲနာတိန်ခန့်ယောဂါရှာဖွေတွေ့ရှိခဲ့ပါသည်။ဒါဟာပြည်သူများအတွက်သတိပေးချက်တစ်ခုဖြစ်ပြီးကင်ဆာယောဂါသည်မိသူမဆိုးရိုက်ခတ်နိုင်သည်ကိုသတိပြုပါ။လူ၁၀ယောက်တွင်တစ်ယောက်မှာကင်ဆာယောဂါရှာဖွေတွေ့ရှိမည်ဖြစ်သည်။ထို့ကြောင့်ကျွန်ုပ်တို့အားလုံးသည်သတိထားရမည်ဖြစ်ပြီးမိသူမဆိုးကင်ဆာယောဂါရနိုင်သည်ကိုသတိပြုရမည်ဖြစ်သည်။ ထို့ကြောင့်ကင်ဆာယောဂါကိုမကြောက်ပါနဲ့လူတိုင်းအမျိုးသားဖြစ်စေအမျိုးသမီးဖြစ်စေကင်ဆာယောဂါဆစ်ဆေးမှုစမ်းသပ်မှုကိုလုပ်ရမည်ဖြစ်သည်နှစ်ပတ်ကျော်မထိန်နိုင်သောချောင်းဆိုးခြင်းလေချောင်းနာခြင်းအစမအိနိုင်ခြင်းသို့မဟုတ်အခြားသောယောဂါလက္ခဏာများရှိပါကသို့မဟုတ်ကိုယ်ခန္ဓာတွင် ကြီးထွားလာသောအဖူးတစ်ခုရှိပါကဆရာဝန်နှင့်တွေ့ဆုံပြီးဆစ်ဆေးရန်လိုအပ်ပါသည်ထို့အမှုသည်ကင်ဆာယောဂါဖြစ်သလားမဟုတ်ဘူးလားသိချစီရန်ဆစ်ဆေးပါ